မင်္ဂလာပါဒီတစ်ခါမှာတော့ဒါဒင်ကြီးလေးပြထားတဲ့ပုံနှဲက his time တခုကိုကျွန်တော်ညက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီ his time လေးကတော့ဒီမှာပြထားတော့သူက bread tape ပါเนาะဒီ bread fine နဲ့ tape လေးကိုပေါင်းဆက်ပြီးတော့ညက်ထားတဲ့ပုံစံလေးပေါ့เนาะအဲ့တော့အခု blue fine လေးကိုကျွန်တော်တို့အဆုံးထိကြည့်လိုက်ရအောင်ဟုတ်ပြီပထမအဆုံးအနေနဲ့ကျွန်တော်တို့ဒါ4.5 mm ကတ်ကိုအသုံးပြုပြီးတော့ကျွန်တော် guideline လေးတခုကိုစတင်တည်ဆောက်နေဖြစ်ပါတယ်အဲအခုံးပုံစံလေးပေါ့เนาะ ပြီးရင်တော့ကျွန်တော်တို့တိတ်ပတ်ဖိတ်မှညက်ခဲ့လို့ပဲမာကာယာလေးကိုတိဆောက်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာမာကာကိုအခုံးမုတ်စတန်လေးပေးမယ်ဆိုလည်းပေးလို့ရပါတယ်မာကာယာလေးပေးပြီးတဲ့နောက်ပိုင်းမှာဆိုရင်တော့ကျွန်တော်အဲကလစ်ပါကို open plate ကိုအသုံးပြုပြီးတော့ကျွန်တော်အဲဂိုင်လိုင်းတစ်ခုကိုစတင်ပြီးတော့ပေါ်ဆောင်မှာဖြစ်ပါတယ် ပြီးရင်တော့ clip by clip ကိုပြန်ပိတ်ပြီးတော့ကျွန်တော်တို့ဒီအောက်က market လေးကိုဖြောက်ပြရမှာဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော် shaper ကိုတုံးဖို့မေးတော့ဖြစ်တဲ့အတွက် shaper လေးကိုအောက်ခြေလေးမှာပြန်ပြီးတော့ထက်လဲပေးရမှာဖြစ်ပါတယ်။အမှန်တော့ shaper ကကျွန်တော်တို့ marker ပေးပြီးရတဲ့တန်းယူပေးရမှာဖြစ်ပါတယ်။ဖိတ်တင်လိုင်းလေးကခုံးပုံစံတွေလိုချင်တာဖြစ်တဲ့အတွက်အခုလိုမျိုးဒီ clipper ရဲ့အသွားကိုအစွန်းလေးတွေနဲ့ပဲကျွန်တော်တို့ဒီဖိတ်တင်လိုင်းကိုဖော်ဆောင်ပေးရမှာဖြစ်ပါတယ်။ အခုမြင်တွေ့ရတဲ့အဆင့်ကတော့ဒါ 3mm guide ကိုအသုံးပြုပြီးတော့ကျွန်တော်အပေါ် line ကဒီ main line လေးတွေတိဆောက်ဖို့အတွက်ကိုကျွန်တော်အသုံးပြုပြီးနေရပဲဖြစ်ပါတယ်ဒီဆင်ကတော့ဒါ blending လုပ်ပေးနေတာဖြစ်ပါတယ် blending လုပ်တဲ့အခါမှာလည်းကျွန်တော်တို့အောက်က figure အခုံးဆိုလို့ရှိရင် blending line နဲ့အခုံးပုံစံလေးပေါ်အောင်ကျွန်တော်တို့ blend ပြန်ပြီးတော့ဖြည့်ပေးရမှာဖြစ်ပါတယ် နောက်တစ်ဆင့်နေနဲ့ဒါ 1.5mm ကတ်ကိုအသုံးပြုပြီးတော့ကျွန်တော်ပေါ်ပိုင်းမှာလိုအပ်တာလေးတွေကိုနည်းနည်းပါးပါးလေးပြန်လိုက်ပေးရမှာဖြစ်ပါတယ်။ဒီနေရာမှာအမိန်လိုင်းလေးကိုလည်းကျွန်တော်ပို့ပြီးတော့ပေါ်စီချင်တာဖြစ်တဲ့အတွက်1.5ကို open နေထားနေကျွန်တော်လိုက်နေရပဲဖြစ်ပါတယ်။ပြီးရင်တော့နောက်တစ်ဆင့်နေနဲ့အခုလိုပြန်ပိတ်ပြီးတော့ကျွန်တော်တို့ 1.5mm ကတ်ကိုပဲထပ်ပံအသုံးပြုပေးရမှာဖြစ်ပါတယ်။ ခုမြင်တွေ့ရတော့ဒါကျွန်တော်တို့ share တို့ခြံပြီးညက်တာဖြစ်တဲ့အတွက် share တို့လေးကိုပို့ပြီးတော့ပေါ်သွားစေအောင်တောက်ဝိုက်လေးကိုလည်းတီချာလက်တည့်ရဲ့အလေးနဲ့လှလှပပလေးဝိုက်ပေးရမှာဖြစ်ပါတယ်အခုမြင်တွေ့နေရတော့ကျွန်တော်တို့နားနောက်မှာရှိတဲ့အဝိုင်းလေးကိုလည်းတိမ်ပါဖိတ်မှာမြင်တွေ့ရသလိုပုံမှန်ထပ်ပူပြီးခုံးပြရမှာဖြစ်ပါတယ်။နောက်ကတော့ကျွန်တော်တို့ဒါဘရက်ဖိတ်မှာတွေ့ရသလိုပုံစံမျိုးလေးပေါ့နော်ကျွန်တော်တို့အချုံပုံစံလေးကိုဖော်ဆောင်ပြရမှာဖြစ်ပါတယ်။ ဒီစင်းရတော့ကျွန်တော်တို့ဆော့ဆော့ထွန်မာနဲ့တခြားတသိရတိခဲ့တဲ့အပိုင်းလေးတွေကိုအခုလို့ဒါနဲ့တပြန်ပြန်ပြီးတော့တသိရလိုက်ပြီးတော့ရှိတ်လုပ်ပေးရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အောက်ပိုင်းမှာကျွန်တော်တို့ဖိတ်တင်နေဖော်ဆောင်ပြီးတဲ့နောက်ပိုင်းမှာတော့ဒါအပေါ်ပိုင်းကိုကျွန်တော်တို့ဆက်ရှင်လေးတွေတေချာခွဲပြီးတော့ထည့်ပြရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်အလဲဆက်ရှင်ကိုအရင်ယူပြီးတော့မာကာယူနေရပဲဖြစ်ပါတယ် ခုလောလဲလက်တလုံးစာမာဂါယူပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ကစတမာရဲ့နောက်ကနေပြီးတော့ session တွေတေချာခွဲပြီးတော့ညက်ပေးရမှာဖြစ်ပါတယ်။စောစောပေးခဲ့တဲ့ဒီအလဲ session မာဂါအတိုင်းပဲကျွန်တော်တို့တွေစပင်ကိုတိုးပေးရမှာဖြစ်ပါတယ်။တနန်းတက်ချင်တဲ့ညီလေးညီမလေးတွေအနေနဲ့ကျွန်တော်တို့တန်ခွဲတိတ်လေးတွေကတော့ကျွန်တော်တို့လေတလာခွဲလေတန်ခွဲတန်းကိုကျွန်တော်တို့တွေဖွင့်လျက်ရှိပါတယ်အခုလာမယ့်16ရက်နေ့မှာလည်းတန်ခွဲတိတ်လေးဖွင့်ဖို့ရှိပါတယ် ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့အဆုံးထိတင်တဲ့မြောက်ကိုကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးတင်ရှိပါတယ်ကျွန်တော်ရဲ့မျှဝေမှုအနေနဲ့ကြည့်ရှုသူတွေအတွက်အကျိုးရှိလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်တို့ဒီနောက်ဗီဒီယိုဖိုင်တွေမှာပြန်လည်ဆုံကြရအောင်